တန်တမရကစစ်ကောင်စီကိုမကုတ်မြို့နယ်ခေါ်သွင်းလာမယ်ကြောင်းအသိပေးပြောဆိုလာတယ်လို့ဒေတာတော်လိုင်းအင်အားစုတွေကပြောပါတယ်။သုတချန္တာသတင်းပေးပို့ထားပါတယ်ခင်ဗျာ။တန်တမရ DNL ကစစ်ကောင်စီကိုသူတို့ကိုယ်တိုင်မန္တလေးတိုင်းမကုတ်မြို့နယ်ခေါ်သွင်းလာမယ်အကြောင်းဒေတာတော်လိုင်းအင်အားစုတွေကိုအတိအလင်းပြောဆိုထားတယ်လို့မကုတ်သိပိတ်ကောင်းဆောင်ကအတည်ပြုပါတယ်။နိုဘမ်ဘာ15ရက်နေ့ကကြေုပ်ပြီးမှပြုလုပ်ခဲ့တဲ့စစ်ကောင်စီနဲ့ DNL တို့ရဲ့အစည်းအဝေးပြီးမှဒီသတင်းစကားထွက်ပေါ်လာတာပါ။ DNL ကနိုဝင်ဘာ29ရက်နေ့နောက်ဆုံးထားပြီးမိုးကုံမြို့ကနေထွက်ခွာမှာဖြစ်တဲ့အတွက်နိုဝင်ဘာလကုန်ပိုင်းမှာစစ်ကောင်စီပါတခါရဲမိုးကုံမြို့လည်းဝင်ရောက်လာမဲ့အခြေအနေဖြစ်ပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးဒေါ်လာရေးအစုတွေအခြေအနေဆွေးနွေးနေကြတဲ့ဖြစ်ပြီးဘယ်လိုရှေ့ဆက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်တော့မထွက်လာသေးပါဘူး။ဒီစားတော့ပဲဆိုတာဒီဘက်ကကျွန်တော်တို့အားစုတွေကို DNL ကခေါ်ပြီးတော့မှသူတို့ကိုယ်တိုင်ခေါ်သွင်းလာမယ်လို့အတိအလင်းပြောတယ်။တော်တော်ခက်ခဲတာပေါ့။သူကိုယ်တိုင်စစ်ကောင်စီကိုခေါ်သွင်းပြီးတော့မှစစ်ကောင်စီရောက်ပြီးအခြေချပြီးဆိုမှသူကပြန်ဆုတ်သွားမယ်လို့အဲ့ဒီလိုပြော တာပေါ့နော်သူတို့နဲ့စစ်ကောင်စီနဲ့ကြားမှာတော့သူဆက်ဆံရေးယုံထားပြီးတော့မှသူတို့လုပ်ငန်းတွေကတော့ပြန်လုပ်ကြမှာထင်တယ်တခုရှိတာကျွန်တော်တို့ကလှုပ်ရကြိုင်ရအရန်ခတ်သွားတာပေါ့နော် DNL နဲ့လည်းကျွန်တော်တို့ကမဟာမိတ်ကမပြတ်ချင်ဆိုတော့တစ်ဖက်မှာလည်းစစ်ကောင်စီကိုကျွန်တော်တို့ကဒီမျိုးတွေမဝင်ရေးဆိုတဲ့ဟာရှိတာပေါ့လှုပ်ရကြိုင်ရတော့တော်တော်ခက်တယ်ကြာပေါ့တော်လည်းအရာစုဘက်ကတော့ဟိုကျွန်တော်တို့ အများကြီးတိုင်ပင်ကြတော့ဆွေးနွေးကြတော့ချင်းချင်းနေကြတော့ပေါ့နော်တစ်ဖက်မှာလည်းမဟာမိတ်ပေါ့နော်မိုးမိတ်ကတော့ဘာပဲပြောပြောကျွန်တော်တို့ចောင်းသားတက်မတော်နဲ့ကြင်ရကူမယ်ဆိုတော့တစုံတရာအားရှိတယ်ပေါ့နော်မုတ်ကုတ်ကူရောအကေစစ်ကောင်စီပြန်မဝင်လာရေးပေါ့နော်ဘလို့မဟာမိတ်တွေကကူညီကြမလဲပေါ့နော်ကူညီနိုင်မလဲပေါ့နော်ကျွန်တော်တို့ဘက်ကရောဘာပြင်ဆင်ထားဖို့လိုတယ်လဲပေါ့စသဖြင့်တော့ဒီဘက်မှာတော့အခြေအနေကျွန်တော်တို့တိုင်ပင်နေကြပါလေဗျဟုတ် ဒီချင်းနေနဲ့ပတ်သက်ပြီး GNL ပြောရေးဆိုခွင့်ရှိသူကို DVB ကဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့လက်ရှိအချိန်ကြီးပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။မိုးကုံမြို့နယ်မူမိတ်မြို့တွေကို2024ဇူလိုင်လအတွင်းမှာ GNL နဲ့မဟာမိတ်တွေကတည်ယူခဲ့တာဖြစ်ပြီးတနှစ်ကျော်ကြာမှပြန်လည်လက်လွှဲရမယ့်အခြေအနေဖြစ်လာတာပါ။တပိတ်ချင်း KI မိုးကုံမြို့နယ်နေမင်းချင်းဆက်ဆက်နေတဲ့တပိတ်ချင်းမတရားဆင်ကူနယ်တွေအကုန်လုံးမှာစစ်ကောင်စီကစစ်ရေးအသားကြီးပြန်ယူနိုင်ဖို့ကြိုးစားနေပါတယ်။ မိုးကုံမြို့ကိုပြန်ဝင်ခင်မှာပတ်ချလိုက်မြို့နယ်တွေကိုပါပြူဟာကြကြပြန်ထိန်းချုပ်နိုင်မှုစစ်ကောင်စီကပြင်ဆင်နေတာဖြစ်ပါတယ်မထင်မှတ်တဲ့လမ်းကြောင်းဆိုတာကတော့တို့ကလောလောဆယ်မရီယာနယ်မြောက်ချမ်းနဲ့ရှင်းမြောက်ချမ်းမှာစစ်ကြောင်းနှစ်ကြောင်းရှိတယ်ဗျမရီယာနယ်မြောက်ချမ်းကတန်ငါတောင်ရွာနဲ့မြောက်ရွာကူးတဲ့လမ်းကနေခြောက်ရုံနှကန်းတိုင်းအနောက်ထိုးပြီးမှဒကျင်ရွာဘက်ကနေမြောက်ထုံမဲ့တကြောင်းရဲ့လို့ကျွန်တော်တုံးသက်တယ်နောက်တကြောင်းကကြာဆယ်တော်ဘက်မှာရောက်ရှိနေတဲ့ကြောင်းကဆယ်တော်ဘက်ကနေနောက်ကားလမ်းတိုင်းဆင်းလာပြီးလို့ရင်ကိုးပြုံဘက်ကနေတောင်ကျင်တိုင်းမြောက်ထုံမဲ့ဆိုရင်လည်းရတယ်ဗျအဲ့လိုနှစ်ကြောင်းတော့ကျွန်တော် ရှိထားတယ်လို့တင်ရသိထားရတယ်။ကားလမ်းကြောင်းတိုင်းမထိုးပဲအတန်းထိုးမယ်ဆိုရင်တော့အဲ့လိုအကြောင်းတွေတော့ရှိတယ်ဗျ။ကျောက်ဆိုရကမြောက်ပိုင်းမဟာမိတ်တွေကိုစတိုက်ဖိအားပေးခဲ့တာကြောင့်ဧပြီလထဲမှာလာရှုမြို့ကိုကုကန်တက် MND ကပြန်လက်လွတ်ခဲ့ရပြီးနောက်ပိုင်းမှာမြောက်ပိုင်းမဟာမိတ်တွေဟာရှမ်းမန်းဆက်ဆက်နယ်ကနောင်ချိုတီဘောကြောက်မဲတို့ကိုဆက်ပြီးလက်လွတ်ခဲ့ရပါတယ်။ အခုမိုးကုတ်မိုးမိတ်တို့ကိုပါမြောက်ပိုင်းမှာမိတ်တွေကဆက်လက်လွှတ်ရရင်တော်လန်ကြီးတစုံလုံးကိုထိခိုက်လာနိုင်တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတော်လန်စစ်အတွက်လူငယ်တပ်သားစစ်တွေထပ်မံဖိတ်ခေါ်တဲ့ကြေညာချက်ကိုအောက်တိုဘာ30ရက်နေ့မှာထုတ်ပြန်ပြီးအင်အားဖြည့်တင်မှုကြိုးစားခဲ့ပါတယ်